ဇာတ်ကင်ဤကောင်းကြီးမင်္ဂလာအဖျက်ဖျားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းကြီးပေးပါ၏ဆယ်ရက်17လ2025တနင်္လာနေ့နေ့စဉ်တက်ဝင်စားဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်သာရဖျားအားဝုပြုကိုးကွယ်ကြပါစို့အာရင်ခိုင်ခန့်စေပြီးမြဲမြံစေသည် တင်တို့သည်မြဲမြံခိုင်ခမ်းမည်အကြောင်းငါသည်တင်တို့၌ဝိညာဉ်စုကျေစုတစုံတစ်ခုကို အပ်ပေးခြင်းငါတင်တို့ကိုအလွန်တွေ့မြင်ခြင်းပါသည်ယောမအခန်းကြီး1အငယ်7အထက်ကျမ်းချက်တွင်တည်မြဲသည်ဟူသောစကားလုံးကိုဂရိဘာသာစတေရီဆိုမှပြန်ဆိုထားခြင်းဖြစ်ပြီးတမ္မာစီရန်သို့မဟုတ် တဖန်ခိုင်ခန့်စီရန်ဟုအတိတ်ပဲရသည်ပေါ်လူသည်ယောမမျိုးရှိ ခရိယန်များကို တွေ့လို့စိတ်ပြင်းပြလျက်ရှိပါ၏တို့မှသာသူသည်ထိုသူတို့အားအမှုဆောင်နိုင်ပြီးခွန်အားနှင့်မြဲမြံစေကာဝิญဉေးရာ အုံမြင့်ကြတည်စေပြီးခိုင်ခန့်စေမည်ဖြစ်ပါသည်ဤတူညီသောစကလုံးသည်တမန်တော်ဝိတ္ထုအခန်းကြီး15အငယ်51တွင် ပေါ်လာပါသည်ထိုကျမ်းတွင်အသင်းတော်များကို အတ္တီဖြစ်စေလျက်ရှုရိပြီကိလိကိပြီတို့ကိုရှောက်သွားလေ၏ဟုမိန့်တော်မူ၏ညင်သားထားသောစကလုံးကိုတတိပြုပါဤနေရာတွင်၎င်းကို အတ္တီဖြစ်စေလျက်ဟုဘာသာပြန်ထားတော်လဲ၎င်းသည်ဂရိဘာသာစကားစတရီဆိုနှင့်အတူတူပင် ဖြစ်ပါသည် ထိုစကားကိုတမန်တော်ဝိတုအခန်းကြီး၁၆အငယ်၅တွင်လည်းသင်တွေ့ရပါလိမ့်မည်ထိုနေရာတွင် ခိုင်ခန့်မြဲမြံဟုပြန်ဆိုထားသည်ထို့သောအသင်းတော်တို့သည်ယုံကြည်ခြင်း၌တည်ကြည်မြဲမြံသည်ဖြစ်၍အရေးအတွက်အားဖြင့်တစ်နေ့ထက်တစ်နေ့တိုးပွားများပြားကြ၏အသင်းတော်များအားကောင်းလာသောအခါသူတို့ကြီးထွားလာကြပါသည်နှုတ်ကပတ်တော်နှင့်ဝိညာဉ်တော်၌တည်ထောင်ခြင်းသည် ဝိညာဉ်ရေးရာရင့်ကျက်မှုနှင့် အသင်းတော်ကြီးထွားမှုကို ဖြစ်ပေါ်စေသည်အေးဝိညာဉ်ရေးအကောက်မှုသည်အသင်းတော်ရှိလူအရေးအတွက်တိုးလာသည့်အကြောင်းမျှတာမဟုတ်ဘဲအဖွဲ့ဝင်များ၏ဝိညာဉ်ရေးရာနက်နဲမှုနှင့်တည်ငြိမ်မှုတို့အကြောင်းဖြစ်သည်ပေါ်လူ၏ဝိမျှမှုသည်၎င်းတို့အားခိုင်ခန့်မြဲမြံစေရန်ဝိညာဉ်ရေးဆိုင်ရာအခွင့်ကောင်းတစ်ခုပေးရန်ဖြစ်သည် ထိုအရာသည်စစ်မှန်သောအတ္တိပြုချက်ဖြစ်ပြီးဘာသာရေးဓလိထုံးတမ်းများသို့မဟုတ်ရွတ်ဆိုခြင်းများဖြင့်မအောင်မြင်တော်လေတရှင်သောဝိညာဉ်တော်ဤတကူတော်အားဖြင့်၎င်းနှုတ်ကပတ်တော်အားဖြင့်၎င်းမကြာခဏလက်တင်ခြင်းကို ခံရခြင်း အားဖြင့်၎င်းဖြစ်ပါသည်တခါတရံတွင်တင်သည့်အသည့်ဖြစ်သောအစစ်မြင့်သောတာတနာလုပ်ငန်းတွင် လေပတ်ရန်အတွက်များစွာသော ကျေးဇူးတော်ဖြစ်တော်ဤကဲ့သို့သောအာရင်ဖြစ်စည်းမှုလိုအပ်ပြီး၎င်းကိုလက်ခံရန်တင်ပြင်ဆင်ထားရမည်။ရာကုတ်ခန်းကြီးလေးအငယ်၆ကတာ၍များသောကျေးဇူးပြုတော်မူ၏ဟုမိန့်တော်မူ၏။စိန်ခေါ်မှုအသည့်တာဝန်အသည့်တစ်ခုသို့မဟုတ်ကြီးမားချစ်ကားထားသောယူပါယုံတစ်ခုရှိလာသည့်အခါတင်လိုအပ်သောအရာသည်တာ၍များသော ကျေးဇူးဖြစ်သည်ထို့ကြောင့်ထိုအရာကိုယခုပင်လက်ခံပါဘုရားသခင်နိုင်ငံတော်ဤအမှုတော်မြတ်အတွေ့မြဲမြံခိုင်ခန့်သောတန်ဆွမ်းခိုင်မာသောရဲစွမ်းတတ္တိရှိသောတစ်လွင်ပြီးတာ၍မြင့်သောအစဉ်တွင်လှူဆောင်ပါအာမင်ထာ၍လေးလာရန်ကြံပိုင်နှစ်တိမောတိအခန်းကြီး1အငယ်6တမန်တော်ဝိတုအခန်းကြီး7အငယ်21မှ22 23ရှင်ရကုတ်အခန်းကြီး၄အငယ်6။ဧပက်အခန်းကြီး3အငယ်14မှ16ဆုတောင်းခြင်းကိုအတူတကွာဝန်ခံကြပါစို့ချစ်တော်မူသောအဖာကျွန်ုပ်ဤအသက်တာတွင်အလုတ်လုတ်ရက်ရှိသည်ဝိညာဉ်ရေးရာစုကျေးစုများနှင့်ကြွယ်ဝပြည့်စံသည့် ယေရှုတော်ကိုခွဲဝေပေးသည့်အတွက်ယေရှုတင်ပါသည်နှုတ်ကပတ်တော်အဖြစ်ကျွန်ုပ်ဤဝိညာဉ်သည်ခိုင်ခန့်ငြင်းမြန်နေပါသည်အစဉ်အသစ်တိုင်းတာဝန်အသစ်နှင့်တာ၍ကြီးမားသောယူပါယုံတိုင်းအတွက်ကျွန်ုပ်သည် တာ၍များသောကျေးဇူးကိုလက်ခံရရှိပါသည်ကျွန်ုပ်သည်ကိုတော်ဤဖယားပကတိတတ်ဆွမ်းခြင်းဤပြည့်စုံခြင်းထဲ၌ကျင်လည်နေပြီကျွန်ုပ်ဤခေါ်ထားတော်မူခြင်းကိုဘုံထင်ရှားစွာဆောင်ရွက်နေပါသည်သခင်ယေရှု၏နာမတော်မြတ်၌ ာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ဟေပြဲခန်းကြီးကိုအငယ်၁၁မှ28ယေရမိမိတန်စကအခန်းကြီး၃မှ၅ကိုဖတ်ရှုဆင့်ကျင်နှလုံးသွင်းကြပါစို့နနစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး7အငယ်14မှ23 900အခန်းကြီး10ကိုဖတ်ရှုဆင့်ခြင်းနှလုံးသွင်းကြပါစို့